Hello ဒီနေ့ကတော့ကျွန်တော်တယောက်တည်းမဟုတ်နှစ်ယောက်ဖြစ်သွားပြီပေါ့နော်အပြင်သွားမှာအဲ့ဒါနဲ့ချိန်ကတော့ Solid Square ရောက်နေတာပေါ့ကောင်းပါလိမ့်လဲသူအဲ့ဒါနဲ့အောက်လဲရောက်လဲရောက်ကျွန်တော်အင်ဂျင်ဆိုင်တွေ့လို့နည်းနည်းပါးပါးအင်ဂျင်ဒီပါတွေဝင်ကြည့်အင်ဂျင်ရဲ့အချိန်မှာသူကမဟုတ်ပါစားမယ်ဆိုပြီးတော့ဆိုင်ကိုဖုန်းနံပါတ်ပေးခဲ့ဖုန်းကဆက်တော့သူကအရင်ကြိုသွားတယ်ကျွန်တော်ကနောက်မှနေပြီးတော့ပတ်ဆက်ရှင်းပြီးတော့ပဲလိုက်သွားလိုက်သွားတဲ့အချိန်မှာဖတ်ဖြစ်လဲဆိုတော့သူကဘယ်ဘယ်ဘယ်နားမှာထိုင်နေမှလဲကျွန်တော်မပြောတော့ကျွန်တော်အဲ့မှာဆိုင်ထဲမှာပတ်ရှာလိုက်ရသေးတယ်ပြီးတော့မှမှတွေ့တွေ့တဲ့အချိန်မှာသူကအကုန်လုံး စားကျင်တာတွေအကုန်လုံးအမှားပြီးသွားပြီမှားပြီး order တွေပဲရအကုန်လုံးလည်းရောက်နေပြီပေါ့နော်အဲ့မှာလည်းကော်မလီကသူအချင်းဆက်ပေးတယ်ပေါ့နော်သူဆက်ပေးတဲ့အချင်းနည်းနည်းလေးဆက်သွားဆက်သွားချင်းမှကျွန်တော်အဲ့မှာစားနေရင်လည်းပဲဆိုနည်းတီးရင်တို့ဖြုတ်သွားနည်းနည်းလေးတော့ဆက်သွားရတော့ပြီးသွားတော့အဲ့မှာသူကလည်းစားစားပြီးတော့ကျွန်တော်နည်းနည်းပါပါအလုပ်ကြောင်းလေးပါလေးစကားပြောပြအဲလုံးဝဘလို့ရှိတယ်လုံနေရတယ်ဆိုတဲ့ဟာလေးပြောပြနောက်ပြီးသူနဲ့ပါစကားလေးပါလေးပြောတာပေါ့နော်။အားနဲ့စကားပြောပြီးတော့ဘာဖြစ်လဲဆိုတော့အဲ့မှာ ဘဝမှာဟောဖို့ဆိုင်နဲ့အသေးခွဲတစ်ချင်းနားထောင်အောင်လို့လောကမတွေးခဲ့ဘူးအဲအဲ့လိုမျိုးပေါ့နော်အဲ့ဟောပေါ်ဆိုင်စားလို့တော့ကောင်းတယ်ဒါပေမဲ့အဲ့လိုတခြင်းနေရဘာလို့ဖွင့်မဲအောင်မသိဘူးသိလားစားနေတောင်းနေပြီဆိုရင်အဲ့ဒါနဲ့ပြီးတော့စားပြီးတော့ဘယ်သွားကြမလဲတော့အဲ့ဒါစားတောက်ပြီးတော့စားတဲ့နေရာချိတတ်ပါမယ်ဟုတ်လားကျွန်တော်ဘယ်သွားကြမလဲဆိုပြောရင်ပြောရင်လည်းအမှဘယ်ရောက်သွားလဲဆိုတော့သူကလည်းစဉ်းစားမှဘယ်တော့မှတော့ရင်ဒီဟိုနေရာတော့ရင်လူများမယ်ဒီနေရာတော့ရင်လူများမယ်ဆိုပြီးတော့အမှ အဲ့ဒါနဲ့တိရစ္ဆာန်ရောက်သွားအဲ့စိတ်ဆိုးတာရောက်တော့အဲ့မှာလူကနည်းနည်းများနေတော့အဲ့ဒါကျွန်တော်တို့ကန်လေးနားပါပဲခဏထိုင်ပြီးတော့အမောဖြေနေပါတော့နော်ဒီတိုင်လာတဲ့ခါမှာတပုံနာရင်းကန်နေရမရှိပါဘူးဒီရန်ရတဲ့တို့အဲ့ဒီတိရတော့ကောင်းပါရဲ့ဘယ်လိုရရန်ရတဲ့တော့လည်းရန်ရစီမကြည့်ဘူးညာလည်းမရှိဘူးအဲ့ကျွန်တော် e-bike စီကိုသွားကြည့်ပြီးအများကြီးလက်စင်ညာတို့ရစီမယ်ဆိုအချိန်မှာအားလည်းရှင်းပြမယ်ပေါ့နော် မင်းကသူကအာနာယူဝက်ကိုတဲ့9000လောက်မရှိဘူး9000ပေးရတယ်ပထမကသူကအဲစပေါ်လာမှု3000ထပ်ပေးရတယ်3000ကဘာလို့ပေးရလဲဆိုတော့အရှိရချက်ပါဒီအဲ့ဒီ price tag လေးတွေကပြတ်သွားလာတဲ့ဖြစ်ဖြစ်တခုခုလေးချုပ်ရင်းသွားလာတဲ့ဖြစ်ဖြစ်အဲ့တော့သူကအဲ့လိုမျိုးပြည့်ပြင်ထိထိကအလိုနဲ့အဲတောင်းတဲ့ပုံစံလေးပေါ့နော်အဲ့လိုမျိုးလေးပေါ့ငယ်လို့ကိုစီးပြီးတော့ပြန်အပ်တဲ့အချိန်မှာဘာမှမဖြစ်ဘူးဆိုရင်အဆင်ပြေအဲ့ invite လေးတွေကစီးရခါကြပါပေါ့နော်အဲ့လိုမျိုးကျွန်တော်ကစီးလို့ပဲဒါနဲ့ဝေသားအုံကြီးပဲလက်ခံနေတဲ့အဲ့ဒါကြောင့်နောက်တစ်ခါကိုပြည့်ပြီးနော်အဲ့နဲ့လျှောက်သွားလူတွေကဒီနေ့ပိတ်ရနေတဲ့အတိုင်းနေတော့သူကအရင်တော့များတယ်ပေါ့နော် ။အဲ့ဒါနဲ့တော်ပြီလို့ဟိုအကောင့်တွေပဲတွားကြည့်မယ်ဆိုတာ။ကျန်ပူတဲ့ရောက်။ကျန်။ဟိုမှာဆိုတော့အဲ့ကျန်ကွင်းထဲမှာရှိတယ်။ဒီနေ့ကျမှသူကဘာလို့အဲ့လိုထဲဝင်နေကြတော့မသိဘူးပေါ့နော်။ကျွန်တော်ပဲလာကြည့်လို့လားမသိ။အဲ့ဒါနဲ့ဆက်သွားဆက်သွားပြီးကလောက်သွားကြည့်။ဟုတ်ပြီလားလို့ထွက်တော့အဲ့ပုံမှန်အဲ့ကလောက်ကလည်းထဲမှာပဲနေရဒီနေ့မှလူများလာပြီးထွက်လာဟုတ်ဆက်တာလေဒီနေ့လာခဲ့မယ် ်သူမရဲ့ storytelling ကအဲ့မှာ next level ရောင်းနေကျတော့သူရှင်းဖြစ်တာရှင်းဖြစ်တာလေတက်တက်အိတ်ကအော်ဘလိုမျိုးဆက်ဆက်ပြီးတော့ဘလိုပြောလိုက်လဲတော့မသိဘူးဟုတ်ကဲ့ရှောက်ပြောဟုတ်ပေါ့နော်ဒီဟာသူများနိုင်ငံမှာဆိုတော့ဗာဒရဂွန်လိုင်းတော့မသိဘူးခေါ်တယ်ဒီမှာနိုင်ငံတော့ရှင်းရှင်းပဲဟုတ်ပဲအဘိန်းနာမှာအဲ့ဒီမြင်ရတာမြင်မှာပုတ်တင်ညိုကြီးကြီးပါရှိတယ်မွေအဲ့ဒါမွေယုံနာမှာကျွန်တော်မွေမကြီးရောက် ပြီးတော့မှမြောက်မြောက်ကတော့အစာကျွေးတော့နောက်ပိုင်းကျဒီကောင်ကစူညံတောင်းညံ့နေကျွန်တော်လည်းမကျွေးတော့ဘူးအဲနောက်တယ်ဆိုပြီးတော့တခြားပြန်ပြထွက်လာထွက်လာကြအမမဝုံဝုံဟောဝုံတော့ကြည့်ရအောင်နော်ကွာဘာလို့လဲဖြစ်ပါလဲဘယ်လိုပေါ့လဲခိုက်ခိုက်ဒီဝင်ကြည့်ပြီးတော့ကျွန်တော်မျက်စိနောက်ဝင်မူးနေရှင်နေအဲ့နောက်ပြီးတော့ထပ်ပြီးတော့ကျွန်တော်တို့ စိန်မုံမူကြီးရောက်နေရပါဘောနော်စိန်မုံမောင်လည်းနဲ့အသက်ကြီးရောသူ့ကိုဒီဘက်မှာတီးတက်နေတော့ထားတာတော့ဘောသူကတတရာပြောင်းနေရလေးကြီးတော့လှုပ်ပြတာဘောနောက်ပြီးစိန်အစာကျွေးမယ်ဆိုပြီးတော့မှကောင်မလေးကသူနောက်တော့မကျွေးရဘူးလေမကျွေးရတော့ဆိုတော့အဲ့မှာကျွန်တော်ပဲအာကျွေးလိုက်ရတယ်ဘောနော်စိန်အစာကျွေးဖို့ကသူအစီအစဉ်လာပြီးတော့ကျွန်တော်ပဲကျွေးလိုက်ရကြောက်လို့ပဲ လို့မျိုးစာချုပ်ပြောခဲ့ဒါတော့ဟိုကြောင်တန်ငါးတဲ့ fishing cat လို့တော့ခေါ်တာပဲသူသူကအဲကြောင်နေရရေထဲရှိငါးရောလို့စားတာပေါ့နော်အဲကြောင်နေရတခြားမစားဘူးအဲမှတွေ့တွေ့ချင်းတောစိတ်နှကောင်းခွေနေပြီအဲ့ဒါနဲ့တမင်လေးတွေကိုသွားပြီးတော့အစာကျွေးအစာကျွေးချင်းကကော်မလီကအမတမင်တော်မှအစာကျွေးကကြောက်လို့လေဟိုကိုက်မှာဆိုမကိုက်ဘူးလို့တမင်ကယင်တယ်လို့ဟိုအေးစစ်စစ်နေရောအဲ့ဒါအစာရောပြစ်ပြစ်ချာချင်းအမကျွန်တော်ကထပ်ပြီးတော့အစိတ်မရှိလို့ယူပြီးတော့မှပြန်ကျွေး

အာထပ်ပေါင်းမဆောင်ဆောင်ရတာပြန်နေပြန်တဲ့ချိန်နဲ့သူကရေကြောပွဲစီကဒီနေ့နောက်ဆုံးနေရဲ့ဘာလို့ဒီသူကလည်းမရောက်မရောက်ဘူးပေါ့နော်ဒီနေ့ကမရောက်တာနဲ့အခါလေရေကြောပွဲစီကိုသွားမယ်ဆိုရာဆက်ပွဲစီဆက်သွားပါတယ်ကားပေါ်ကတက္ကစီသမားကလေးရေစကားပြောလို့ဒီနေ့ကပြန်ပြောနေတာပေါ့နော်ထပ်ပြီးရေကြောထက်ရောက်ပါပြီအဲ့ဒါနဲ့ရေကြောပွဲစီရောက်လာရောက်လာတဲ့အချိန်မှာအမှ ကျွန်တော်အိမ်အတွက်ပေါ့နော်ကျွန်တော်ပုံမှန်စားနေကြအဲ့ဒီရေကျော်ကဘိမုတ်ကနာမည်ကြီးပဲထောက်ပဲဘိမုတ်ကကောင်းလည်းကောင်းစားလို့လည်းကောင်းလည်းဆိုတော့အဲ့ဒါကိုအိမ်အတွက်ပါဆယ်ဝယ်ရပေါ့နော်ဝယ်ပြီးရတာသူပါစားမလဲပါစားခြင်းလဲအဲ basically နည်းနည်းပါပါရှောက်ကြည့်ရပေါ့နော်ရေကျော်ဘွေးကအဲ့ဒီကပုံမှန်ဆိုရင်ဟိုညဘက်မှာစီရပေါ့ဒီနေ့ကျွန်တော်သွားတဲ့အချိန်လည်းလူကတော့နည်းနည်းတော့ရှိတယ်ပေါ့ဘာမှမစားလို့လည်းစိတ်ကောက် ဆိုဘာမစားဘူးဆိုတာမဟုတ်ဘူး။ तू က praise ကအောက်ကအောက်သွား praise တက်တော့နာနေတော့တခြားမာတဲ့ဟာလေးဆိုစားလို့မရအောင်အစားအတော့ကရွေးရစားနေ။အဲဒါသူစိတ်တိုင်းမကြောက်ဖြစ်နေပါဘူး။ဘာလို့စားလို့မရအောင်အဲ့နဲ့နောက်ဆုံးတွေ့ရတာမှ baby box စီလေးလာမသိရမှတွေ့ရပါအဲ့မှတွေ့ရတာလေးစားလို့ရရရဲဆိုတော့ဝယ်အာဝယ်ဝယ်ပြီး ။ဒါကျွန်တော်တို့အမှဆက်ပြီးပွဲစည်းရှောက်ပုံမဲ့ဆိုပွဲစည်းကကျွန်တော်တို့ဟိုပေါ့ညဘက်ကြီးမသွားအောင်အရန်ကြက်လို့ပေါ့နော်ဟိုတနေ့ကလည်းရောက်ပြီးသွားရဆိုတော့အာဒီနေ့အဲ့ဒါ၄ခွဲလောက်ကိုသွားလိုက်တယ်လူလည်းနည်းနည်းရှင်းဒါတော့မှလူကများနေသေးတော့မယ်၄ခွဲလောက်သွားတာတော့မှညဘက်မှာဆိုရင်တော့မစင်စားနဲ့အရန်ကြက်မှာဒီနေ့ညအတန်ကြာနေရတယ်ဒီနေ့တည်းကဒီချိန်ကြီးကနေပြီးရလို့များရတယ်ပင်တယ်များအတန်ကြာရဲ့ အဲစီးမှာဆိုစီးမယ်ဆိုတော့အဲ့ဒါပြင်တယ်များတော့တော့စီးရောနော်အာပင်လည်းပစစီရောင်းတော့အဲအစီအိမ်ကြီးကဒုတိယဆောက်ကြတော့မရတော့အဲအော်ပြီးနှစ်ယောက်သားအိမ်မှာလုံးဝအိမ်မှာအဲကျွန်တော်တို့အလယ်နားလောက်မှာနေရပြောင်းနေဒီလောက်ဟိုပါပြတာအဆောင်ဆုံးမှာနေရဆိုရင်တော့ဘလို့နေမလဲတော့မသိ သူကအရန်လွှဲတာပဲနာပျော်ဖို့တော့ကောင်းဒါနဲ့ပြင်တယ်တို့များလည်းကျွန်တော်တို့စီးပြီးွားပြီဆိုတော့အိမ်ပြန်တယ်အိမ်ပြန်တဲ့အချိန်မှာအမှစနောကဘာဖြစ်လဲဆိုတော့အကားပေါ်မှာပြင်တယ်များစီးတော့ဘယ်လိုကြီးဂျုံတယ်ဘယ်လိုဖြစ်တယ်ဆိုရဲဟာတော့နှစ်ယောက်သားပြန်ပြောပြောရင်းနဲ့အိမ်ပြန်ပါပြီဒီနေ့ anniversary ရောမမရပါတော့တနင်္လာလျှောက်သွားတာပေါ့နော်ကြည်ပြည့်ရတဲ့ကျေးဇူးပါ